အခန်း78စုံမိရပြန်ပါတဲ့တက်ခိုင်နေတော့ပြေးချောင်းဆောင်တဲ့တက်တော်နေမြင်၌အလှပဆုံးចောင်းဆောင်တစ်ခုဖြစ်တဲ့ကဲတော့ပျော်ရွှင်ပွဲအကောင်းဆုံးចောင်းဆောင်တစ်ခုလည်းဖြစ်လေတဲ့ရန်ကုန်တက္ကသိုလ်တဲ့ရန်ကုန်ကောလိပ်အဖြစ်တရေတယ်စအခါကလေးကစောက်လှုပ်ထားသောចောင်းဆောင်ကြီးတစ်ခုဖြစ်လေတဲ့ထိုစဉ်ကပညာရေးအနာပိုင်တို့သည်မြည်တို့မြည်ပုံစိတ်ကူးမှန်သွားသည် သို့မဟုတ်မှားသွားသည်မသိ။ကျောင်းဆောင်များကိုတိဆောက်သောဝါဆန်အလိုက်မြမသမိုင်းမှထင်ရှားသော ရင်ကျိမှုခကြီးများ၏မျိုးတော်တို့၏အမည်အတိုင်းမှဲ့ခေါ်သမုတ်သည်။ရှေးဦးဆုံးတိဆောက်သောကျောင်းဆောင်ကြီး၏အမည်ကတကောင်းဟူ၍ဖြစ်သည်။ မြန်မာအစတကောင်းကဟူ၍ဇာတိမန်နှိုးဆော်မှုကြွေးကြော်တမ်းနှင့်ဆက်ဆက်နေသောအမည်ဖြစ်၏ဒုတိယကျောင်းဆောင်ကြီးကတရေခိတ္တရာခိတ်ကိုကိုစားပြုသည့်ပြည်ကျောင်းဆောင်ကြီးဖြစ်၏ပကံကျောင်းဆောင်ကဝါဇင်၌တတိယလိုက်သည်ဗဟုကျောင်းဆောင်များဟုခေါ်သည့်နောက်ဆောက်သောကျောင်းဆောင်များကတထုံသခိုင်းပင်ရအင်းဝဟု အမည်တွင်ကြရသည်အမှန်မှာတထုံသည်ပကံထဝါနှုရမသိပေ မိတို့ရှိစေတက်တို့ចောင်းဆောင်များ၏အမည်များသည်တမိုင်းခင်များကိုကိုစားပြုထားပုံက အကျိုးရှိလာ၏လောက၌လူသားများပဲဖြစ်တော်လဲတမိုင်းမဲ့သောလူသားတို့၌လူခုံတရေအပြည့်အဝမရှိ လူခုံတရေအပြည့်အဝမရှိတော့လူမှန်လည်းမရှိနိုင်လူမှန်ကင်းတော့လူတီလည်းလူမမြည်လေတော့ရန်ကုန်တက္ကသိုလ်ကြီးចောင်းဆောင်အမည်များသည်ចောင်းသားတိုင်းကိုတမိုင်းစိတ်ရှိစေသည် မြန်မာ၌တမိုင်းရှိကြောင်းသတိရစေသည်မြန်မာ၌လူကုန်တကြီးရှိကြောင်းနှိုးဆော်ပေးသည် ထို့ကြောင့်လူမှန်ကိုလည်းတတ်စေသည်ဤမိများကိုပေးသောပညာရေးအနာပိုင်တို့သည် လူသားနှင့်လူသားမြန်မာဤရှုတော်မှကြည်သောမှန်လှ၏နေချပြည်ရှာရှုတော်မှကြည်သောမှားလာ၏တခိုင်တို့တက်ကတော်ရောက်သောနှစ်၌ပကံကြောင်းဆောင်ကြီးကမရှိပြီတောင်ကို အမရယာမညနှင့် မန္တလေးစသောကျောင်းဆောင်များမပေါ်တဲ့ထိုကျောင်းဆောင်များနေရာကပရောင်နှင့်မယန်းတော်တို့ဝင်းရံအသည့်ပေါ်လုံးကွေးများသာဖြစ်တဲ့။အမေရိကန်သံတမန်ပြုဂျက်ဆွန်ကောလိပ်ဝင်းအတွင်မှအဆောင်တို့ကရွှေဘုံတကုံမာလာဟုသောဘွဲ့ကိုယူရန်အိမ်မက်မမက်တဲ့။ဝယ်လင်တန်နော့စ်ဟောပင်တန်ဟောဟု၍အနောက်နိုင်ငံနှင့်တင်းတင်းကလေးနှင့်ဖြစ်ကြ၏ က်ခိုင်တို့ဤပြည်ကျောင်းဆောင်နှင့်တကောင်းကျောင်းဆောင်တို့တို့သည် အုတ်အဆောက်အုံများဖြစ်ကြသောဗဟိုကျောင်းဆောင်များဂျက်ဆွန်ကျောင်းဆောင်တို့နှင့်တမူကွဲစွာကျွန်းသားကျောင်းဆောင်တို့များဖြစ်ကြ၏ကျွန်းသားကျောင်းဆောင်တို့များဖြစ်ကြသောကြောင့်နှစ်ထပ်သာရှိ၍အမြင့်မဆောင်အလျားသာရှိသည် မော်ကြားပလွားမှုမရှိခံညာတည်နေမှုက ရှိနေ၏ပြည်နှစ်တကောင်းကျောင်းဆောင်တို့သည် မျက်နှာချင်းဆိုင်ဖြစ်ကြ၏အလယ်၌စိမ့်လန်းသောမျက်ခင်ရှိနေ၏ပပတ်လေတွင်ပရောက်တစ်တို့မယန်းဆသော အပင်ကြီးအပင်ကောင်းများရှိနေသည်ပြည်နှစ်တကောင်းចောင်းဆောင်ကိုဆက်ထားသောလမ်းလေးပေး၌စိမ်ပန်းပြပင်များရှိသည် စိမ်ပန်းနှီးပင်များလည်းဝင်းအတွင်မရှာပြည်ចောင်းဆောင်၏အရှိတ်အဆွဲတောင်မျက်နှာစာ၌ တက္ကသိုလ်နယ်မြေတစ်ခုလုံးတွင်ရှေးဥစွာပွင့်လေးရှိသောကန်းခေါ်ပေတပင်လည်းရှိနေ၏ပြည်ချောင်းဆောင်သည်လှပ၏တဘာဝနှင့်တဟဇာတာဖြစ်နေ၏ပြည်ချောင်းဆောင်သာ အချင်းချင်းကလည်းညီညွတ်၍အပြန်အလှန်ချစ်ခင်ရင်းနှီးကြသည်တယောက်အခန်းတယောက်ထင်းသလိုဝင်ထွက်နိုင်သည်တယောက်အခန်း၌သွားရိုက်စေးကုံနှရင်ကောင်းလင်းစီကုံနှရင်စက်ပြာကုံနှရင်ကိုလိန်ပောင်တာကုံနှရင်စေးပေါ်လေးကုံနှရင် အချားမြည်သူအခန်းနိုင်မစိုးတွားယူတုံးဆွဲနိုင်တယ်။ကုံကုံပြောလှရင်တယောက်အဝတ်စားတယောက်ငားဝင်နိုင်တယ်။တယောက်မှားလျင်လည်းတယောက်ကအာမရတန်ဝေပြုတ်ပြေးပေးတယ်။တယောက်တော်လျင်အများကပခုံးနဲ့ထန်းတင်ချိမြောက်ပေး၏။အမှန်ပဲပြည်ကျောင်းဆောင်သည်ပျော်ရွှင်ပွဲအကောင်းဆုံးကျောင်းဆောင်တစ်ခုဖြစ်နေ၏။စင်စစ်မှုသူ့အထားသူ့အတာနှင့်တက္ကသိုလ်ကျောင်းဆောင်တိုင်းသည်ပျော်ပွဲရာသာဖြစ်ကြ၏။တက္ကသိုလ်နယ်မြေနှင့် ဝင်းချင်းကလည်းဘေးလူတို့မနာလိုဖွယ်ပဲตาရွေ့ပျော်ရွှင်ပွဲကောက်တယ်1948ခုနှစ်ဇူလိုင်လအတွင်းတိုင်းမှာပြည်ချောင်းဆောင်တည်၎င်းတက္ကသိုလ်နယ်မြေတစ်ခုလုံးတင်၎င်းตาရတင့်တပြမตาရပျော်ရွှင်ပွဲ ရှိတယ်များမပျော်ပွဲအเจ้าမှာပြည်အောင်စုမြန်မာနိုင်ငံကြီးတစ်ခုလုံးကိုနိုင်ကပဲမตาရမပျော်ပွဲထိုနှစ်မလ28ရက်နေ့တွင် ကာလကတ္တာညီလာခံဆုံးဖြတ်ချက်ကိုဦးထိပ်ပန်ဆင်၍၎င်း ကို့လှုပ်ဆက်ကိုကိုပြန်အထင်ကြီးမိ၍၎င်းမြန်မာကွန်မြူနစ်များသည်ပဝင်မြင့်ကတောခိုသွား၍လက်နက်ကန်တောင်းချမ်းနေ၏ဇူလိုင်လအတွင်းဝယ်လဝဲညီညွတ်ရေးသွေးစည်းခေါ်ပါမှပုံမို့꿰ပြကြသည်ရဲဘော်ပြများကနေလားညာလားတောခိုတော်မြေအခြေ၌ရှိနေသည်လောလဆနိုင်ငံတစ်ခု၏တဘာဝကြလာသောပြဿနာများကိုမဖြေရှင်းနိုင်မဖြေရှင်းရဲသူတိုင်း တော်ရိုက်ခိုလိုခိုနိုင်ငံသားအကူမျော်လိုမျော်နှင့်အလွယ်လန်းကို ခစ်ဆန်းဖက်ရှင်အဖြစ်ကျင့်သုံးနေကြသောတမရတီဘဝနှင့်ပတ်ဝန်းကျင်မှသင်ကန်းစာမျိုးတက်တိုင်းစာအုပ်ကြီးများကိုလှန်ကားအပြေရှာနေကြသောကာလဆို ကာလနောက်ပေတီဤသို့လည်းတိုင်းပြည်ကြီးတစ်ခုလုံးကို၌ကမตายာလှနေသောကြောင့်တက္ကသိုလ်နယ်မြေမှာလဲตายာတင့်သမျှမตายာတို့ရရဲ့ ပြင်ပနိုင်ငံရေးလောကမှာအကွဲပြင်းများသည့်တက္ကသိုလ်ကိုပြင်းပြင်းထန်ထန်လာရောက်မထိခိုက်ဆိုရှယ်လစ်ပါတီကို ကိုစားပြုသောចောင်းသားကောင်းဆောင်ဆိုသူတို့ကကိုကျိုးရှာမှုတည်င်းနှင့်နမပြက်လျက်ရှိသောကြောင့်ကောင်းမဖို့ရဲ့ကြောင့်ကွန်မြူနစ်ចောင်းသားတို့မှလည်းလက်တဆုပ်စာရှိလူနေစုကလေးသာဖြစ်၍အရှိန်အဝါနေပါပြီးဩစာကဲမကြ၏ចောင်းသားចောင်းတို့အများစုကចောင်းမဖွဲ့သောစစ်ကာလကိုဖြတ်တန်းရင်း ခြေပြလာရသူများဖြစ်တဲ့ကြောင်လွတ်လပ်ရေးကြိုးပမ်းမှုအစဉ်အဆက်ကိုမျက်မြင်ကြုံတွေ့သိမိလာသူများဖြစ်တဲ့ကြောင်တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက်အကြင်ကျင်းအထက်ထက်သတိပေးပြောဆိုခဲ့သောဗိုလ်ချုပ်အောင်ဆန်းဤမေကွန်းတို့သည်သူတို့၏နာတွင်ပဲ့တင်ထက်နေသည့်တိကကြောင်ဤအကြောင်းများကြောင့်ပြည်တွင်းစုပူမှုကိုမလိုလားကြငိမ့်ချမ်းရေးပြပြားမိကိုကြောက်ကြသည်လွတ်လပ်ရေးကြီးပြန်လည်ဆုံးရှုံးသွားမည်ကိုစိုးရင်ကြ၏တာဝန်တည်တတ်သောတောင်းတအများကမူ နိုင်ငံရေးပြောင်းလဲမှုမှန်သမျှကိုမျက်ချေမပြတ်စေဘဲသတိနှင့်စောင့်ကြည့်နေကြ၏ထိုကဲ့သို့သောចောင်းသားများတွင်ကိုလေးမောင်ကိုစောလွင်ကိုလှဖေကိုမြင့်တောင်းနှင့်တက်ခိုင်တို့ထိတ်ကပါကြ၏တက်ခိုင်၏အခြားတငယ်ချင်းများဖြစ်ကြသောမောင်ရှိန်တင်မောင်စိုးအေဝင်စသူများက အရေးပေါ်လျင်ကြာရာကြာဝန်ထမ်းပြီတို့ရရင် လောကကိုရွှေရွှင်ကြည်၍ဘဝ၌ပျော်ပျော်နေတတ်ကြသူများဖြစ်ကြ၏ဇွန်လိုင်းလကုန်ကနေတနက်ခင်း၈နာရီခန့်တွင်ကြောင်းတက်ရန်အတွက်တက်ခိုင်သည်ခေါင်းဖီပြီးအဝတ်စားလဲနေသည်တင်နန်းသည်နနက်၉နာရီ၌ဖြစ်တော်လဲရှောက်ရမည်ခီးကဝေးတော်ကြောင့်ဤတို့စောစောပြင်ဆင်ရခြင်းဖြစ်၏ရွှေမောင်ကသူ့စာကြည့်စပွဲ၌ထိုင်နေ၏စာကြည့်နေသည်မှမဟုတ် စက်ခုဖြူတရပေါ်ရဲခဲရံနဲ့တစုံတစ်ခုဆွဲနေခြင်းဖြစ်၏တက်ခိုင်အဝတ်စားလဲပြီးတော့အခါရူးမောင်ကဒီမှာကြည်စမ်းဟိဆို၍စက်ကူကိုလှမ်းပေးသည်စက်ကူပေါ်၌ရူးမောင်ဆွဲထားသောပုံမှာမိန်းကလေးတို့ဦးဤမျက်နှာဖြစ်သည်ရူးဤမျက်နှာနှင့်အလွန်တူနေ၏ရူးမောင်မင်းပကြီးဆွဲတမန်သိပေမဲ့ဒီလောက်တော်မှန်ကမသိဘူးဓာတ်ပုံမရှိပဲရူးရဲ့မျက်နှာကိုဒီလောက်တူအောင်ဆွဲနိုင်တာတော့ငါချီးမွမ်းနေကွာ ဒါကတော့ငါ့မျက်လုံးထဲမှာယူဟာအမျက်ရှိနေတာကိုတက်ခိုင်းသေးယူမောင်ကိုကျင်နာစွာကြည့်မိ၏မင်းယူကိုဘလောက်ချစ်တယ်ဆိုတော့ငါသိပါတယ်ယူမောင်ဒါပေမဲ့တခုတော့တတိပေးခြင်းနဲ့မင်းအခုတော်တော်တင်တန်းတွေလည်းမမှန်ဘူးစားလည်းမကြက်ဘူးမင်းမိဘတွေကလည်းချမ်းသာတာမဟုတ်ဘူးကွာယူမောင်ဝင်မျက်နှာသေးတည်သွားပြီးပကြီစာရွက်ကိုတက်ခိုင်းထံမှပြန်ယူလိုက်ကစာအုပ်စင်တွေမိထောင်ထားလိုက်၍ဖြည့်သည် ငါတင်နှမ်းမမှန်တာစာမချက်တာဟာယူဆက်ကြောင့်မဟုတ်ပါဘူး။ဒါဖြင့်ဘာဖြစ်လို့လဲ။ယူမောင်ကတက်ခိုင်မျက်နှာကို စစ်စစ်ကြည့်ပြီးတည်ကြည်စွာဆိုတယ်။ဘာဖြစ်လို့လဲဆိုတော့တင်တန်းတွေတက်နေလို့စာတွေတက်နေလို့အပေါ်ပဲ။မင်းကဒီတက်ကတော်ကြီးစပ်ဖွင့်နေရလဲအောင်မယ်လို့များထင်လား။ဘာပြောရယူမောင်။မင်းလည်းသိတာပဲ။တိုင်းပြည်ကြီးကနေပြတ်မလားညပြတ်မလားဟာ။မင်းကဘာဖြစ်လို့အဲ့လိုထင်ရတာလဲ။ငါပြောမယ်တက်ခိုင် ဟိုနေကငါဘိုကွန်းစွာကိုတွားတွေ့တယ်သူတို့ကတော့ခြားကြတော့မှာပဲတဲ့ဘိုကွန်းစွာသည်ပြည်ခိုင်မှထင်ရှားသောရဲဘော်ပြူခေါင်းဆောင်ဖြစ်၏ယူမောင်သည်တမ်းမြင့်ကြောင်းသားဘဝကပြည်၌ပြည်သူရဲဘော်လုပ်ဘူးသောကြောင့်ဘိုကွန်းစွာနှင့်ရင်းနှီးခင်မိသည်တလောကဘိုကွန်းစွာရန်ကုန်ခနာလာစဉ်ယူမောင်တွားတွေ့သည်ကိုတက်ခိုင်သိပြီးဖြစ်၏တက်ခိုင်သည်ခိတ္တစဉ်းစားနေပြီးနောက်မှလေးနက်စွာပြော၏ယူမောင်ဘိုကွန်းစွာတို့ရဲ့အရေးချင်းနဲ့ အဆင့်အတန်းကိုမင်းလက်သိပြီးသားပဲငါတော့သူတို့ကိုအထင်မကြီးဘူးသူတို့ထားချုံနေတော့တိုင်းပြည်ကြီးပြတ်မသွားနိုင်ဘူးပြီးတော့တို့ရဲ့တာဝန်ကလည်းတိုင်းပြည်ပြတ်မှာကိုတွေးဖို့နေဖို့မဟုတ်ဘူးမပြတ်အောင်တတ်နိုင်တဲ့ဘက်ကစူးစမ်းကြဖို့ပဲရုပ်မောင်ငိုင်းသွား၏အတန်စာမှမျက်နှာကိုပြင်ကပြုံးရွှင်ရင်မောပြီးဆိုသည်အလကားပါကွာတော်ကြရအောင်တို့စောစောစီစီနိုင်ငံရေးမငင်းကြပါဘူးဒါထက်တက်ခိုင် မင်းဟိုနေ့ကတွေ့ခဲ့တယ်ဆိုတော့တောင်းသူလေးကိုထပ်တွေ့သေးလားဟွန်းအင်းနမဲတို့အတန်းတို့ကသိပြီလားတွေ့တာမှထပ်မတွေ့တာဘယ်လိုလုပ်တာတွေကိုသိမှလဲမင်းလိုက်မရှာဘူးလားစုံစမ်းကောမစုံစမ်းဘူးလားဘာလို့လိုက်ရှာပြီးစုံစမ်းရမှာလဲဒုက္ခမရှာချင်ပါဘူးတကယ်ချင်းမင်းတို့ဒုက္ခတွေကိုကြည့်ပြီးကြောက်လွန်လို့ရုံမောင်ကရည်နေတယ်စကားပြန်မဆက်မိမိအခန်းတွင်တော့ចောင်းသားတို့ဝင်လာ၏ရုံမောင်ကနှုတ်ဆက်၏ဟာထုံးဝေပါလား မလာစားဘူးဘာကိစ္စနှင်းတုတ်တုတ်နှင့်ရှေသောစပယ်မနှောက်မယိတ်ပဲထားသဖြင့်ကျွတ်တုတ်ကျဲတဲပြူထွက်နေသောနှကမ်းမွေးမပြုတ်ပြင်ပဲထားသဖြင့်ညိုရာ၌ညစ်တတနိုင်သောအသားအရေဤတွင်ပြင်လက္ခဏာများနှင့် ပြည့်စုံသောထုံးငွေသည်မျက်လုံးချင်းကလေးများကိုပြုံးခြင်းတက်ခိုင်တဲ့ယူမောင်တို့ကိုတလှည့်စီကြည့်၏မောင်ရင်တို့နဲ့ဆွေးနွေးစရာတစ်ခုရှိလို့လာတာပါလေကိုတက်ခိုင်ကကြောက်သွားတော့မလို့လားဟုတ်တယ်သွားတော့မလို့ ပြောပြောဆိုဆိုနဲ့တက်ခိုင်ကသူ့ရဲ့စပွဲပေါ်မှာဖိုင်တွဲနှစ်စောင်းများကိုကောက်ကင်လိုက်၏ထုံးငွေမျိုးလုံးများကတက်ခိုင်စပွဲပေါ်၌စောင်းဆယ်မှစောင်းများစီရောက်သွား၏ထုံးငွေသည်စိတ်ဝင်စားစွာနဲ့စောင်းများကိုယူကြည့်သည်တက်ခိုင်စောင်းဆယ်အပေါ်စစ်၌တောင်းတုံးစောင်းများရှိနေ၏အောက်စစ်၌ Mars Angel Line Starlin တို့၏တမ်းများတာမကဗာနက်ရှော Edison Clayer Yahoo လာတာ ကစ်စီးစသောလဝဲဆန်သည့်ဗြိတိရှားအမေရိကန်အိန္ဒိယဆိုင်ဆရာများအသီးသီး၏စာအုပ်များပါရှိနေကြ၏ထွန်းငွေစိတ်ဝင်စားစွာနှင့်ယူကြည့်သောစာအုပ်များကထိုစာအုပ်များဖြစ်ကြ၏ထွန်းငွေသည်အန်အောဟန်နှင့်တက်ခိုင်ကုန်မေးသည်ဗါလေခမားဒီစာအုပ်တွေဖတ်သလားဟုတ်ပါတယ်ဘာပြုလို့လဲဖတ်ရင်ကောင်းတာပေါ့ဗျဒါပေမဲ့တခုတော့ရှိတယ်ဒီစာအုပ်တွေကဖတ်ရုံဖတ်ရမယ်စာအုပ်တွေမဟုတ်ဘူးနို့ဘာလို့ရအောင်မလဲရှစ်လက်ရှစ်ခိုးရအောင်မလား ထုံးငွေဤပြောင်းသောမျက်နှာသည်မဲ့သွား၏တို့ရရင်တိခတ်သဘောကောင်းစွာဖြစ်ကြ၏ဒါတော့ခမားကျွန်တော်ကိုတတ်တတ်နှံလိုက်တာပဲဗျာကျွန်တော်ပြောချင်တာကဒီစာအုပ်တွေကအလုတ်လုတ်ဖို့စာအုပ်တွေဖတ်ပြီးရင် အလုတ်လုတ်ရတယ်ဒီအကြံဉာဏ်ပေးလို့ကျေးဇူးတင်ပါတယ်ကိုထုံးငွေဒါပေမဲ့အတန်းတက်စရာရှိသေးတာမို့ကျွန်တော်တော့လိုက်ပါအောင်မယ်တခိုင်းသေးအောက်ထပ်ဓမင်းစာကန်းတို့ပြေးစင်းလာခဲ့၏ ထမင်းတဝိုင်းလှရင်နှစ်ဦးတွဲစားရ၏ယူမောင်နှင့်တက်ခိုင်ကတရွဲဖြစ်သည်အေးဝင်းနှင့်တမောင်စိုးတို့ကတရွဲဖြစ်၏ယူမောင်နှင့်တက်ခိုင်တို့အတွဲကတက်တက်လွတ်စားသည်ဟုစည်ရင်ပေးထား၏အေးဝင်းနှင့်တမောင်စိုးတို့အတွဲကအသားစားသည်ဟုစည်ရင်ပေးထား၏လေးရောက်ပေါင်းစားကြတော့အခါအလုံးအသားငါအတိရွက်မြတ်တစွာစားကြရ၏ထမင်းစပွဲ၌အေးဝင်းကရောက်နှင်နေသည်သူကထမင်းမစားသေးဘဲစောင့်နေ၏ မင်းဒီနေ့နောက်ကြပါလားတက်ခိုင်းအေးကွာထုံးငွေဆိုရဲကောင်ရောက်နေလို့ဘယ်သူလဲတဟာရနဲ့စာဖက်အတင်းရွေးကောက်ပွဲတုန်းကအမှုဆောင်ရာထူးနေရမှန်သမျှဝင်ပြိုင်ပြီးထောက်ခံမဲ့တမဲမှမရတဲ့ထုံးငွေလားဟုတ်တယ်သူပေါ့အေးဝင်းကသဘောကျစွာရည်တည်မင်းနဲ့တိတ်မခင်သေးဘူးထင်တယ်ဒီထုံးငွေဆိုရဲကောင်ကြီးကအင်မတန်ချစ်စရာကောင်းတဲ့ကောင်ကြီးကွယုံကြည်မှုလည်းရှိတယ်ရိုးသားမှုလည်းရှိတယ် ယုံကြည်မှုအတိုင်းရှောက်ပြောပြီးရိုးသားမှုအတိုင်းရှောက်လုပ်နေလို့ဦးကြောင်ကြောင်ကြီးဖြစ်နေတယ်။ပုပ်ကိုတယောက်အနေနဲ့ကတော့ငါပြောသလိုပဲအင်မတန်ချစ်စရာကောင်းတဲ့ကောင်းကြီးပါကွာ။ဟုတ်လားမသိပါဘူး။ဒီမနက်ငါသူ့ကိုစိတ်တူတူနဲ့ပုတ်ပြောခဲ့တယ်။ဘလို့ပြောခဲ့တယ်လဲ။တက်ခိုင်ကထမင်းစားခန်းစီစင်မလာမီကလေး၌သူနှစ်ထွန်းငွေတွေ့ကြပြောကြပုံကိုအကျဉ်းချုပ်ပြောပြ၏။အေဝင်ကထမန်ရီမောတဲ့ဒီကောင်ကြီးကအဲ့ဒီစာအုပ်တွေကိုတကယ်ရှ िख ိုးနေတဲ့ကောင်ကြီးကွာ။ အေးလေဒါပေမဲ့ तू စိတ်မစိုးတတ်ပါဘူးတနေ့မှသူ့အခန်းမင်းငါခေါ်သွားအောင်မယ်ဟုတ်ဆိုသည်အေးဝဲနဲ့တက်ခိုင်းသည်ရုမောင်နဲ့တင်မောင်ဆိုတို့အတွက်ဟင်းများကိုတဝက်ခွဲချံကာထမင်းစားကြ၏ထမင်းစားပြီးကြတော့အခါအတန်းတက်ရန်ဘဟုចောင်းဆောင်များဘက်သို့အတူထွက်လာခဲ့ကြသည်အေးဝင်းတည်လဲတက်ခိုင်နီးတူဘာရဗေဒာယူတည်တက်ခိုင်နီးတူပင်တရက်ထဲသားတကယ်ချင်းဖြစ်သူ တင်မောင်ဆိုးနှင့်အတူပြည်ကျောင်းဆောင်၌တခမ်းတက်လိုက်နေ၏ဤအချက်များအပြင်အေးဝင်းနှင့်တခိုင်တို့၌အခြားတူညီချက်များရှိသေး၏ဘာနာပေရာယူကြတော့လဲအေးဝင်းရောတခိုင်မှာစပေရေးရံဝါသနာပါကြ၏အေးဝင်းကဝိထု၌ဝါသနာထုံ၍တခိုင်ကကြပြဘက်တန်သည် ဂျပန်နှစ်ဦးလုံးသည်အပါဝက်အင်ကြီးအမှုပြုသောမြန်မာဝတ်စုံကိုမြမြနုံနုံနဲ့တတ်တတ်ရရဝတ်ဆင်တတ်ကြသည်ထိုစဉ်ကတိုက်ပံယူသောចောင်းသားအများသည်ပေါင်းပီသားဝတ်သည်ပစောဝတ်သည့်တိုင်အောင်အပေါ်ဝက်အင်ကြီးဝတ်လိမ့်မရှိဝတ်သည့်တိုင်အောင်အောက်ခံအင်ကြီးမှာကော်လာနှင့်ဖြစ်ကြ၏အေးဝန်းနှင့်တက်ခိုင်ကစတစ်ကော်လာတက်အောက်ခံအင်ကြီးကိုသာ ပုံမှန်ဝတ်သည် အဆဆအရာရာတူညီသည့်အပြင်အသက်အရွယ်ချင်းလည်းတူညီသောကြောင့်တငယ်ချင်းတကာအနက်အေးဝင်းနှင့်တက်ခိုင်သည်အရင်းနှီးဆုံးဖြစ်ကြ၏ထို့ကြောင့်လည်းလမ်းလျှောက်လာကြစဉ်အေးဝင်းကယူမောင်မေးသောမေးခွန်းမျိုးကိုပင်မေးသောအခါ၌တက်ခိုင်က ယူမောင်ကိုဖြစ်သောအဖြစ်နှင့်တမျိုးခြားနားစွာဖြစ်၏ထထတက်ခိုင်မင်းဟိုတနေ့ကတွေးခဲ့ရတဲ့အသားဝဘွားမျက်တောင်ကော့ကော့နဲ့မိန်းကလေးကိုလိုက်မရှာဘူးလားအမှန်ကိုငါဝန်ခံမဲ့အေးဝင်းငါလိုက်ရှာနေခဲ့တယ် သူ့ကိုငါတိုက်ကိုတွေ့ချင်နေတယ်။မင်းတို့ထင်တာထက်ပိုပြီးငါသူ့ကိုတိုက်တွေ့ချင်နေတယ်။မင်းတကယ်ပြောနေရလား။တကယ်ပြောတာပေါ့အေးဝင်းရ။မင်းကငါနိုင်ဘူးလို့လား။အေးလေဒါနဲ့များမင်းကတငယ်ချင်းတွေစီကဘာလို့အကူအညီမတောင်းတလဲ။အကြောင်းကတော့ငါအနောက်မခံစင်လို့ပဲတငယ်ချင်း။ငါကအစဲလက်ခံနိုင်တဲ့အနောက်ခံနိုင်တဲ့လူစားမျိုးမဟုတ်ဘူးပြီးတော့ဒီမိန်းကလေးကိုငါတွေ့ကျင်နေဆိုတာကလည်းမင်းတို့နောက်ပြောင်ကြတဲ့တွေ့ကျင်တဲ့နီးမျိုးနဲ့မဟုတ်ဘူး ဘလို့กว่าဘလို့တက်ခိုင်သည်အေးဝင်းရဲ့အမေကိုရုတ်တရက်မဖြစ်ပဲစကလုံးစင်းစားဟန်ငိမ့်နေ၏အတန်ကြာမှတည်ငိမ့်သောမျက်နှာတည်ငိမ့်သောလေသန်းနှင့်ဆိုသည်ဒီမိန်းကလေးကိုမြင်မြင်ချင်းငါရင်ဟာလှုပ်ရှားခဲ့ရပါတယ်လို့ငါဝေခဲခဲ့ပြီးပြီဒါပေမဲ့ရင်ရက်လှုပ်ရှားမှုဟာအမျိုးမျိုးရှိတယ်ဆိုတာမင်းတယောက်တော့နားလည်နိုင်လိမ့်မယ်လို့ထင်တဲ့အေးဝင်းဘယ်နဲ့လဲ ဧဝံတေခိတငိုင်သွားပြီးတဲ့နောက်စင်းစင်းဆဆမျက်နှာထားပြောင်းသွား၍ကောင်းမြိတ်ပြ၏တခိုင်ကသာဆက်ရှင်းပြတယ်။ငါဟာယဟန္တာမဟုတ်ပါဘူးဧဝံ14နှစ်15နှစ်အရွယ်ကစပြီးမိန်းကလေးတစ်ယောက်နှစ်ယောက်သုံးယောက်ပေါ့လေ။သူတို့ကြောင့်ငါရင်ဟာလှုပ်ရှားမိခဲ့ပူပါတယ်။ဒီလိုရင်ရဲ့လှုပ်ရှားမှုမျိုးဟာငါအတွက်မဆန်းလာတော့ပါဘူး။အခုတော့ဆန်းတဲ့တငယ်ချင်းရဲ့ဘလို့ဆန်းလို့တော့တငယ်ချင်းရဲ့ စမ်းပုံရဲ့စမ်းနီးကတော့ဖောက်ပြားမှုမဟုတ်တာပဲတကယ်ချင်းသူ့ကိုငါမြင်လိုက်ရတဲ့အချိန်မှာတကြိမ်ကတလောကလုံးမှာငါအမျက်နိုးဆုံးတန်ရောဆင်အကြီးဆုံးဖြူဖြူစစ်စင်နဲ့အချစ်ဆုံးမိန်းမတစ်ဦးကိုတွားအမတ်ရမိပုံပေါ်တယ်အမတ်ရမိပုံပေါ်တယ်လို့တောင်ငါပြောရယ်နော်အေးဝင် အမတ်ရမိတယ်လို့ငါမပြောဘူးအေးပါကွာမင်းကစကားအတုံးတော့တိတ်ရွေးတဲ့ကောင်ပဲရွေးတင်းလို့ရွေးရတာပါတကယ်ချင်း ဒါကိုတော့ခွင့်လို့ပါငါဆက်ပြောပြစေအဲ့ဒီတော့ငါတော့အမှတ်ရမိပုံတင်ပါပဲအခုတော့အမှတ်ရမိတလို့လို့ပါပဲအေးဝင်းသူပဲဖြစ်နေလိမ့်မယ်လို့ငါထင်တယ်သူပဲဖြစ်ပါစေလို့ပဲငါဆူတောင်းနေတယ်မင်းအခုပြောနေတဲ့အဲ့ဒီသူဆိုတာကဘယ်သူလဲသူဟာသူဖြစ်နေခဲ့ရင်သူဘယ်သူဆိုတာမင်းကိုငါအရင်ဆုံးပြောပြပါမယ်အဲ့ဒီအခါကျတော့မှသာမင်းငါကိုကူညီပါတငငချင်း အေးဝင်းတီရှာရွေကြီးလိုက်အေးပါတငယ်ချင်းရာမင်းကဘယ်ဟိတိတွေဖွက်နေပေမဲ့ငါကတော့ဂတိပေးပါတယ်မင်းကငါကူညီပါမယ်ဒါထက်မင်းကသူ့ကိုပမာရှောက်ရှာနေရလဲဒီလိုပါပဲအတန်းတက်ရင်ဟိုကြည့်ဒီကြည့်ပေါ့ရှက်ရှက်နဲ့ဝန်ခံရရင်အင်းရရှိတာတောင်းလေးညက်နေတွားလျှောက်ခဲ့ဘူးတယ်ဘင်နာဘက်ကိုရောငါသူ့ကိုတွေးလိုက်ရတာကရုခပေတာအဆောင်စင်းချက်အတိုင်းအင်းလျာဘက်လျှောက်သွားတာလေကွာ ား SCR ရှေ့မှာကောမကြည့်မိဘူးလား SCR ရှေ့မှာငါမရက်ရဲဘူးပြီးတော့အိန္ဒိယဘက်သွားကြတဲ့ကနေချောင်းသူဖြစ်နိုင်ပါမလားအေဝင်းတေဘာကိုသဘောကျတယ်မသိသူ့ရဲ့ရင်ဘတ်သူထု၍အားရပါရရည်တယ်ဟဲ့ကောင်မိပါကြီးရလဲရည်ကျင်လို့ပေါ်တခါရအမမင်းအပါပြီလေမင်းကလေးចောင်းဆောင်ပတ်လျှောက်သွားတိုင်းအဆောင်ចောင်းသူကိုတထစ်ချမှတ်ထားလို့မရဘူးတချို့နေចောင်းသူတွေကအဆောင်တငယ်ချင်းအခန်းလိုက်နေတယ်အဲ့ဒီကနေမှတဆင့် အိမ်ကလာကြိုးရဲကားနဲ့ပြင်ကြတယ်။ရွမောင်နဲ့ယူတော့တခါတလေငါမုံရဲ့အခန်းမှာလာနေတတ်တယ်။တက်ခိုက်ပါစအဟောင်းသားဖြစ်သွား၏။ဘာပြန်ပြောရမှန်းမသိတော့အေးဝင်းကသာအကြံဉာဏ်ပေး၏။ဒီလိုလုပ်ကြမယ်။ဒီညနေ့ကလပ်စင်းရဲ့ SCR ရှိကနေတွားဆောင်ကြည့်ကြမယ်။ငါတီဝရီမှန်ရင်မင်းရဲ့အဲသူ့ကိုတွေ့ရမှာပဲ။ တက်ခိုင်ကသဘောတူကြောင်းကောင်းနေလိုက်၏တက်ခိုင်နေအေးဝင်းသည်နေလစာကိုကျောင်းဆောင်ပြန်စားရန်အချိန်မရကြနနက်ပိုင်းတင်နန်းများပြီးသောအခါဗဟုကျောင်းဆောင်များဝင်အတွင်ရှိစားတောက်ဆိုင်တစ်ခုတွင်လက်ဖက်ရောက်ကြ၏ညနေပိုင်း၌ Mrs. Linske ဤတဒ္ဒပေရာတင်နန်းကိုတစ်ချိန်တက်ကြသည်ထို့နောက်ဒါရုပေရာလက်တွေ့တင်နန်းကိုဆက်သွားကြသည်လက်တွေ့တင်နန်းပြီးသောအခါအေးဝင်းသည်မွန့်ကိုခဏတာစကားပြောပြီးတငယ်ချင်းကောင်းတစ္ဆာရှိသူပီသားစွာတက်ခိုင်နေအတူ SCR ရှိရာသို့ ထွက်လာခဲ့သည်အင်းဝင်းနှင့်တခိုင်သည် SCR ရှိတက်တက်နိုင်မရကြ SCR နှင့်နှက်ခမ်းกว่าသောနေရာ၌သာရန်နေကြ၏သူတို့ရဲ့နေရာရှိတက်တက်၌ငွေရောင် စတူတီပေကာကွန်မန်ဒါမျိုးကားကြီးတစ်စီးကကြောပေးရနေ၏။ကျောင်းဆင်းကြိုက်ဖြစ်သောကြောင့်ကျောင်းသူအသည်တီတီကြိုလာသောကားများပေါ်တက်နေကြ၏။တခိုင်ရောအေဝင်ပါ။ကောင်းကောင်းတီတီယူရို၏ဝူးစ်လေကားကြီးပင်ထွက်သွား၏။ ထို့နောက်ကားတစ်စီးပြီးတစ်စီးဆက်ထွက်၏ထိုအခိုက်အတန့်တွင်ပင်နတ်သားရောင်ပိုးအင်ကြီးပန်းနှုတ်ရောင်ထမဲနှင့်ဝါဝင်းတင်ရွှင်သောចောင်းသူတို့သည် စတူတီပေကာကားကြီးစီသို့လျှောက်လာနေ၏တက်ခိုင်တုံ့နှုတ်သွားသည်တက်ခိုင်တုံ့နှုတ်သွားသည်ကိုအေဝင်းကတတိပြုမိ၏သူလားတငယ်ချင်းဟုတ်တယ်အေဝင်းဟိုနေ့ကငါမြင်လိုက်ရတာကတော့သူပဲ မိမပြိုလေးသည်ကားနီးသို့ရောက်သောအခါအသက်30ခန့်ရှိကားမောင်းသူကကားတွင်းမှဆင်းပြီးနောက်တကားကိုဖြန့်ပေး၏မိမပြိုနှင့်ကားမောင်းသူသည်တစုံတရာကို ပြောနေသေး၏မိမပြိုကားတွင်းဝင်သွားမှကားမောင်းသူသည် တကားကိုပိတ်ပေးပြီးကားနောက်ဖက်မှပတ်ကရှေခန်းစီသို့သွား၏တခိုင်သည်ကားမောင်းသူ၏မျက်နှာကို ကောင်းကောင်းတွေ့လိုက်ရ၏ တက်ခိုင်ဤတကူလုံးမှာတုံရင်သွားဤအေဝင်ကအတိပ္ပယ်ပြည့်စွာနဲ့တက်ခိုင်ကိုကြည့်သည်တက်ခိုင်ကခေါင်းကိုသာနှိမ့်ပြလိုက်ဤထိုစဉ်တွင်မမျော်လင့်သောအတန်ဆိုးအတန်ကြောင်းများပေါ်လာ၏သရစ္ဆန်နှကောင်ဒီမာလာစင်ကြံကြမ်းနေတာကိုမိပြီးတက်ခိုင်နှင့်အေဝင်တို့လှမ်းကြည့်လိုက်သောအခါယူမောင်မောင်ရှိန်နှင့် တင်မောင်ဆိုးတို့အားမမျော်လင့်ပဲတွေ့ရသည်တက်ခိုင်ကအင်ရီထိန်လျက်မတုံမလုံနှင့်သူတို့အားကြည်နေသည် အေဝင်းကသာသူတို့အားပြန်ဟောက်တယ်။ခွေးကောင်တွေဘယ်ကပေါ်လာကြတာလဲ။တင်မောင်ဆိုသည် သူ့အရက်အမောင်သူ့ပလာနှင်မလိုက်အောင်မျက်နှာလေးငယ်ပြပြီးအတန်သေးလေးနဲ့ဆို၏။ဘယ်ကမှပေါ်မလာဘူးအကိုရဲ့။ကျွန်တော်များလဲကျွန်တော်များအတန်ရှိလို့လာတက်တာပါ။ဖျားဆူရစေရဲ့။အတန်ပြီးတော့ယူမောင်မှအဖော်မရှိရနဲ့တငယ်ချင်းကောင်းပီတာစွာ အဖော်လို့ရင် NCR ရှိတော့ရောက်ခဲ့မိရောအမှန်ပါအဲ့ဒီကနေ ယူရိုကားကြီးထွက်သွားတာငေးငေးကြည့်ရင်ဟဲ့ကောင်မောင်ရှင်ဆက်ပြောတော့လေကွာမောင်ရှင်သည်မိတို့မှတည်ရွေးမရတော့သူ့ရဲ့မျက်နှာကိုတဘာဝအတိုင်းဆက်ဖြဲဖြဲလေးလှုပ်၍ဆက်ပြောသည်အဲ့ဒီလိုငေးငေးငေးကြည်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 ရင်းကမလွဲမရှောင်သာသမို့ကျွန်တော်မျိုးကြီးရဲ့မျက်စိနှကွင်းကအထူးအလင်းတွေရပြီးတက်ခိုင်ရဲ့မင်းပါဘာကိုတွေ့လိုက်ရတဲ့အသားလေးကဝါလို့မျက်တောင်ကလေးကကော့လို့ စတူဒီပေကာကြီးပေါ်ထွက်သွားတာကလည်းကြော့လို့တင်မောင်ဆိုးကလည်းဝင်၍ဟုတ်ကဲ့ခမကြော့လို့ဟုဆို၏အေဝင်ကတက်ခိုင်ကိုလှမ်းကြည့်သည်ထူးဆန်းစွာပင်တက်ခိုင်မျက်နှာသည်ပျော်ပြောင်းတည်နေနေ၏စိတ်ဆိုးဟန်ကိုပင်မပြ တောင်းလုံးဟန်ကိုလည်းမပြစတူတီပေကာကားကြီးကဆန်နိုဘီထွက်ရန်ပြင်နေသည်တို့ရရင်တစ်ဖက်မှအဆက်မပြတ်ထွက်လာသောကားများကြောင့်မထွက်နိုင်သေးဘဲရက်နေရ၏တက်ခိုင်သည့်ချက်ချင်းလှောက်ရှားလာ၏သူသည်တငယ်ချင်းများပတ်လှည့်ကစိန်ခေါ်၏ဟောဟိုမှာကားကြီးထွက်တော်မယ်အဲ့ဒီကားကိုရက်ပြီးငါသွားစကားပြောမယ်ငါမပြောရဲရင်မင်းတို့ငါ့ကိုခိုင်းချင်တာခိုင်းငါပြောရဲရင်မင်းတို့လည်းငါတောင်းဆိုသမျှကိုပေးရမယ်ဘက်နဲ့လဲ မောင်ရှင်တင်မောင်စိုးနှင့်ယူမောင်တို့သည်တဝူးမျက်နှာတဝူးကြည့်ကြပြီးပြန်တို့ပဲဆိုင်လိုက် ဟုအော်ကြသည်ကောင်းပြီအေးဝင်မင်းကတက်တယ်နော်ကဲငါသွားပြီဟဲ့တခိုင်သည်ကားကြီးစီတို့ပြေးထွက်သွား၏တငယ်ချင်းအားလုံးထိတ်လန့်တုန်လှုပ်သွားသည်တင်မောင်စိုးကစိုးရိမ်စွာပြော၏ဟိုက်ဒီကောင်တကယ်လောက်တော့မဲကွတို့ကလည်းသူ့အကြောင်းသိရသားနဲ့သွားစားတာကိုငါးပါးတွေတော့မှောက်ကုန်တော့မယ်တငယ်ချင်းအားလုံးသည်ပူပန်စွာနဲ့တခိုင်သွားရာကိုလှမ်းကြည့်နေကြသည် ဘိန်းလိမ့်စကားကြီးပေးတို့တက်ခိုင်သည်အချိန်မီရောက်သွားသည်တက်ခိုင်သည်ရှေကန်းပြတင်းပေါက်ကိုကင်လိုက်ပြီးကားမောင်းသူကိုမြစ်တာရက်ခံ၏ကျေးစုပြု၍ခမကျွန်တော်မျိုးရဲလိုက်ခဲ့ပြရစေကားမောင်းသူသည်ဘရိတ်ကိုနင်းလိုက်ပြီးရုတ်တရက်ဒေါသနှင့်ဖြည့်၏ဟဲ့တငယ်လုံလာကြည်လားမင်းကဘာမှတ်လို့လိုက်နှောက်ရက်နေရတာလဲတက်ခိုင်ကမို့အေးချမ်းစွာဖြည့်သည်စိတ်မဆိုးပါနဲ့ဦးလေးရဲ့ဦးလေးတို့ရဲ့ကားကိုကျွန်တော်အလကားမရှိပါဘူးပတ်စံပေးပါမယ် တက်ခိုင်းတယ်သူအပေါ်ဝက် NGA အတွင်မှမက်ဆစ်တစ်စိတ်ကိုထုတ်ယူပြတယ်ကားမောင်းတူတဲ့မျက်လုံးပြူသွားကတက်ခိုင်းမျက်နာကိုစိတ်စိတ်ကြည်ဤခစ်တာနိုင်မို့ပါဇက်အဟောင်းသားဖြစ်သွားတယ်တက်ခိုင်းကကားမောင်းတူဤလက်တွင်တို့မက်ဆစ်ကိုထည့်ပေးပြီးလျင်ကားနောက်တကားကိုဖြွင့်၍ကားတွင်တို့ဝင်လိုက်တယ်ကားမောင်းတူနေတူအော်အော်လွန့်၍ဘာစကားမှမပြောနိုင်သေးပဲလက်လက်ရွှင်သောမျက်လုံးများနှင့်သာ သူ့ကို အာအာတင်ကြည့်နေသည်မိမပြုတ်အားတက်ခိုင်က အေးချမ်းတည်ငြိမ်စွာ ပြော၏မောင်မမမနွယ်တက်ခိုင်ခဲ့ပါဦးလေးကိုချစ်တော်ရေမောင်ဗျာပင်ချောင်းကိုရောက်အောင်မောင်ဗျာ စကူတီပေကာကားကြီးသည်ညိုက်ကနေတချအားယူလိုက်ပြီးချောင်းမွတ်ညင်သာစွာထွက်သွားလေတော့၏ဇင်းကြံပေါ်၌မောင်ရှိန်သည်သူ့ရဲ့မျက်လုံးများကိုပတ်ချလဲပြလိုက်ပြီးမျက်ဖြူဆိုင်ဟန်လှုပ်ပြလိုက်၏ယူမောင်ကသူ့နှဖူးသူပြန်ထုနေ၏တင်မောင်ဆို၏ငကိုကပြိုးပြီးသားမျက်လုံးကြီးများမှပို့ပြူးထွက်နေ၏အေဝင်းကသာဒိုင်းလူကြီးလေတန်နှင့်ပြော၏ပွဲပြီးသွားပြီး အရှုံးအတိုင်းလဲဆုံးဖြတ်ပြီးပြီအလုံးတတိစီကတ်တေဝစာ 煎炸熟，也保留。